မင်္ဂလာပါရှင်။ဒီနေ့ကျမတို့ရထားတဲ့အချက်လက်တွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နော်။ဟုတ်ကဲ့ခင်ဗျာ။တစ်ခုနဲ့တစ်ခုချိတ်ဆက်ကြည့်လိုက်ရင်ဇလန်တပုံလိုဖြစ်နေတာ။ကျမတို့စီမှာမြန်မာနိုင်ငံအတွက်မူလီဝဲတဲ့ခံမှန်းချက်တွေပါတယ်။ဟုတ်ကဲ့။ပြီးတော့ဒေတာတွေအချင်းကြီးကပ္ပချင်းတွေအကြောင်းအစီရင်ခံစားတစ်ခုအဲမြန်လျင်တည်င်းလေးတစ်ခုတောင်ပါသေးတယ်။အဲ့ဒါပေါ့။ဆိုတော့ဒီအချက်လက်တွေကအလွာသုံးလွာကိုတပြိုင်တည်းမြင်နေရတယ်လို့ပဲ။อืม။ပရမအလွာကလက်ရှိဖြစ်နေတဲ့မုံတိုက်အခြေအနေ ဒုတိယကဒေတာတွေမှာဘာတွေဖြစ်နေလဲတတိယကတော့အဲ့ဓာရီအာရုံရဲ့နောက်ွယ်ကကဘာလုံးဆိုင်ရအကြောင်းတရားပေါ့ဟုတ်ပြီဒါဆိုကျမတို့ပထမဆုံးအလွာမြမပင်လေပင်ကအခြေအနေနဲ့ဆက်လက်ကြအောင်ကောက်ပါပြီနိုဝင်ဘာလ23ရက်နေ့မှာထုတ်ပြန်ထားတဲ့သတင်းအရဆိုရင်ကပလီပင်လေတောင်ပိုင်းနဲ့မလက်ကာရဲလက်ချာနာမှာအာကောင်းသောလီဖျားနဲ့ရဝန်းတစ်ခုဖြစ်နေတယ်လို့ဆိုတယ်ဟုတ်ကဲ့အဲ့ဒီအတုံးတုံးကအရေးကြီးပါတယ်အဲ့ဒါဘာကိုဆိုလိုတာလဲရှင် မုံတိုက်ဖြစ်တော့မယ်ဆိုတဲ့ရှေ့ပြေးလက္ခဏာမျိုးလားအတိအကျပဲအားကောင်းသောလေဖြည့်အားနဲ့ရပ်ဝန်းဆိုတာကမုံတိုင်းတစ်ခုရဲ့ကနူးအဆင့်အဲခလေးဘူဝအဆင့်လို့ပြောလို့ရတယ်ခင်ဗျာဩဟုတ်ကဲ့အခုစိတ်ဝင်စားစရာကောင်းတာက သူ့ရဲ့ကြီးထွားလာမယ့်အချိန်ပါ ခမန်းကျရဆိုရင် နောက်ထပ်နှစ်နိုဝင်ဘာလ24ရက်နေ့မှာမုံတိုင်းငယ်အဆင့်လို့ရောက်လာမယ်တရက်အတွင်းမှာပဲနော်ဟုတ်ပါတယ်အဲ့ဒီကနေနောက်ထပ်48နာရီနှစ်ရက်ပေါ့ ဟုတ်တယ်။နေရက်တွေမှာဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို အားကောင်းလာနိုင်တယ်လို့ခန့်မှန်းထားတယ်။ခဏလေးဒါဆိုရင်လေပြင်းအားနဲ့ရောက်ဝန်းကနေဆိုင်ကလုန်းအဆင့်ကို၃ရက်လောက်အတွင်းရောက်သွားနိုင်တယ်ဆိုတဲ့သဘောပေါ့။တော်တော်မြန်တာပဲ။ဟုတ်ပါတယ်။ဒီလိုရက်ပိုင်းအတွင်းအားကောင်းလာတာကအခုနောက်ပိုင်းပို့ပူနွေးလာတဲ့ပင်လယ်တွေကြောင့်မုန်တိုင်းတွေပို့ပြီးလင်းမြန်းစွာအားကောင်းလာတတ်တယ်ဆိုတဲ့ကဘာလုံးဆိုင်ရာ trend တွေတော့ကိုက်ညီနေတယ်လေ။ တော့ဒါကအထူးဆုံးမဟုတ်တော့ဘူးပုံမှန်လိုဖြစ်လာနေတယ်ပေါ့နော်ပြောရင်တော့အဲ့ဒီအတိုင်းပါပဲကဲဒါဆိုရင်ဒီမုံတိုင်းရဲ့တက်ရောက်မှုကဘယ်လိုရှိမလဲမို့တမအွေမော်နန်န်တာဒီကန်ယူတန်ဘတ်ဒီမှာ လိုင်းကြီးမဲ့လေပြင်းကြမယ်ဆိုတော့ဟုတ်ကဲ့လေတိုင်းနှုန်းကတနာရီ35မိုင်လိုင်းအမြင့်က6ဘေးကနေ17ဘေးအထိတယ်17ဘေးဆိုတာလူတရက်ကြောကြောလောက်ရှိတာတော်တော်လေးမြင့်နေလိုင်းလုံးကြီးတွေကန်းဝင်ဝင်ရိုက်နေနေဆိုတဲ့သဘောမယ်နော်အဲ့ဒီအချက်ကအရေးကြီးဆုံးပဲတနာရီ35မိုင်ဆိုတဲ့လေကကုန်းပေါ်မှာအိမ်မိုးတွေလန်လောက်အောင်မဟုတ်သေးဘူးလို့ခြင်နိုင်ပေမဲ့ပင်လေထဲမှာတော့လုံးဝကိုအန်ဒရီရှိတဲ့ခြင်နေပါအထူးသဖြင့်ငါးဖက်လေးလေးတွေအတော့ဆိုပိုဆိုးမှာမို့ဟုတ်ပါတယ် အဲ့ဒီလိုလူတရက်ကြောင်မြင်တဲ့ line တွေကြားထဲမှာလင်းငယ်တဆင်းကိုမြင်အောင်ကြည့်လိုက်လေဟုတ်ကဲ့ဒါကတောင်ပိုင်းကန်ယိုတန်းတို့ပေါ့တခြားဒေသတွေမြင်ဝကျွန်းပေါ်နဲ့ရခိုင်ကန်ယိုတန်းဘက်မှာရောဘလို့ရှိနိုင်မလဲရှင်အဲ့ဒီဘက်တွေမှာလေ line အမြင်က6ပေကနေ10ပေအထိရှိနိုင်တယ်လို့ဖော်ပြထားတယ်ဒါတော့မတိတဲ့အမြင်ပါပဲอืมဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာက တချင်းထဲမှာပဲကွန်တွင်းပိုင်းမြို့ကြီးတွေနေပြီးတော့ရန်ကုန်မန္တလေးတို့မှာတော့အများအဖြင့်တားရမယ်တဲ့ဩ oh. ဒါကဒီမုံတိုင်းရဲ့တက်ရောက်မှုကကမ်းရိုးတန်းကိုပဲအဓိကဥတည်နေတယ်ဆိုတာရှင်းနေတာပဲဟုတ်ပါတယ်နေရာဒေတာအလိုက်ဘလောက်ကွာနိုင်တယ်လဲဆိုတာကိုပြနေတာပေါ့ဟုတ်ပြီဒါကတော့ကျမတို့နိုင်ငံရဲ့အခြေအနေအခုဒုတိယလွာဖြစ်တဲ့ဒေတာတွင်းကိုတစ်ချက်ကြည့်အောင်တကယ့်ကိုထူးခြားနေတယ်ဟုတ်ကဲ့မြန်မာမှာမုံတိုင်းတလုံးဖြစ်နေချိန်မှာအိန္ဒိယနိုင်ငံဒီမှာလည်းအခြေအနေတွေကတော်တော်ဆိုးနေတာပဲ ဗီယက်နမ်မှာဆိုရင် အော်တိုဘလကုန်းကတဲကမိုးအဆက်မပြတ်ရွာပြီးရေကြီးမြေပြိုးလို့လူအနည်းဆုံး60ဦးတေဆုံးခဲ့တယ်တဲ့။ကင်းကနန်းတွေကတော်တော်နားကွာပါတယ်။စီးပွားရေးဆိုရှယ်မှုကလည်းဒေါ်လာတန်း340ကျော်ရှိတယ်လို့ဆိုတယ်။အင်းဆိုတော့ဒီရာသီဥတုဖောက်ပြမှုကတနေရာထဲမှာဖြစ်နေလားမဟုတ်ဘူးဆိုတာရှင်းနေတာပေါ့။ပြီးတော့ထိုင်းနိုင်ငံရဲ့အခြေအနေကပိုပြီးတော့တောင်ရှုပ်ထွေးသေးတယ်။ဟုတ်တယ်အဲ့ဒီအချက်ကတော်တော်ထူးဆန်းတယ်။တနေငါနဲ့မှတောင်ပိုင်းကရေဘေးတံခံနေရပြီးတော့ဟုတ်တယ် မိုးကြီးပြီးပင့်လယ်မှာလိုင်း3မီတာအထိမြင့်တန်နေချိန်မှာနောက်ပိုင်းမှာတော့ရာသီဥတုကပြောင်းပြန်းဖြစ်နေတယ်။တရုတ်ပြည်ကလာတဲ့လေအေးတွေကြောင့်အပူချိန်2ဒီဂရီကနေ9ဒီဂရီစင်တီဂရိတ်အထိကျသွားတယ်ဆိုတော့ဟုတ်ကဲ့။ဒါကပူနွေးဆဆိုတဲ့မုတ်တုံးလေးထူးနဲ့မြောက်ဘက်ကလာတဲ့အေးပြီးချုပ်တွေးတဲ့လေထူးကြီးနှစ်ခုထိတ်တိုက်တွေ့တဲ့အခါဖြစ်တတ်တဲ့ဖြစ်စဉ်မျိုးပေါ့။ဩကဘာကြီးပူနွေးလာတော့ဒီလိုရာဒီဥတုစနစ်တည်းရဲ့အားပြိုင်မှုကပိုပြင်းထန်လာတယ် ဒါကြောင့်ယာတီဥတုလွန်ကဲမှုတွေကပိုပြီးညှက်ညောက်လာတာပေါ့ပြီးတော့အင်ဒိုနီးရှားမှာလည်းမြေပြိုလို့လူ78ယောက်ထပ်မင်းတည်ဆုံးခဲ့တယ်ဆိုတဲ့သတင်းလည်းပါသေးတယ်နော်ဟုတ်ပါတယ်ဒါတွေကိုစုကြည့်လိုက်ရင်အရှိတောင်အာရှတစ်ခုလုံးကယာတီဥတံကိုနေရာစုံမှာပုံစံမျိုးမျိုးနဲ့ခံနေရတယ်လို့ပြောလို့ရတယ်ဒီလိုယာဗီဥတုတွေဖောက်ပြဲနေချိန်မှာပဲမန္တလေးပုတိန်ကြီးမြို့နယ်မှာယထစကီ3.2အဆင့်ရှိတဲ့မြင်းကလင်းလေးတစ်ခုလှုပ်သွားသေးတယ်ဟွန်း ဒါကတော့မွန်တိုင်းနဲ့တိုက်ရိုက်မဆန်တော့ဘူးထင်တယ်။ဒါပေမဲ့ဒီလိုအခြေမှဖြစ်လာတာကတိုက်ဆိုင်မှုတစ်ခုလားဘလို့ထင်လဲရှင်။တိုက်ရိုက်အကြောင်းအကျိုးဆက်ဆက်မှုမရှိနိုင်ပါဘူး။ဒါပေမဲ့ခြုံကြည့်လိုက်ရောပုံတစ်ချက်ထွက်လာတယ်ခင်ဗျာ။ဘလို့ပုံမျိုးလဲ။ဆိုလိုတာကကျွန်တော်တို့ဒေတာဟာယာရီဥရုဘေးအန္တရာယ် meteorological risks တွေရဲ့ချိန်ချောက်မှုကိုခံရတယ်လို့ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ် geological risks တွေရဲ့ချိန်ချောက်မှုကိုလည်းတပိုင်းတစ်ထည့်ခံရတဲ့နေရာတစ်ခုဖြစ်နေတယ်ဆိုတာပါပဲ။ ဟုတ်ပြီဒေတာကဘလော့တောင်နူးနေပြီးအန်ဒရီများလဲဇုန်ထဲမှာရှိနေလဲဆိုတာကိုမီးမောင်းထိုးပြနေတယ်လို့ပဲနော်အဲ့ဒီတဘောပါပဲအကတော့တိတ်အားရစရာမရှိဘူးထင်တယ်အားရစရာမရှိဘူးဆိုရတဲ့ပေါ်ပါတယ်ခင်ဗျာအဓိကရည်မှန်းချက်ထက်တဲ့ကြောက်ဖြူရုပ်ကျွင်းလောင်စာ fossil fuels အတုံးပြမှုကိုရပ်တန့်ဖို့တိကျတဲ့သဘောတူညီချက်မရပဲညီလာခံကပြီးသွားခဲ့တယ်လို့ဖော်ပြထားတယ်တင့်ပြမေလာရှင်တွေကဒါကိုမလုံးလုံးမဖြစ်တော့ဘူးလို့အော်နေချင်းမှာနိုင်နိုင်ရဲ့ရသဘောတူညီမှုကမရနိုင်ခဲ့ဘူးပေါ့ ဟုတ်ပါတယ်အဓိကအတားစီကရေနံထုတ်လွှတ်ခဲ့နိုင်ငံတွေရဲ့ကန့်ကွက်မှုကြောင့်လို့ဆိုပါတယ်အဲ့ဒီနေရာမှာနည်းနည်းလေးဆွေးနွေးကြည့်ချင်တယ်ရှင်တစ်ဖက်ကကြည့်ရင်တော့သူတို့ကကဘာကြီးကိုဒုခပေးနေတယ်လို့မြင်နိုင်ပေမဲ့သူတို့ဘက်ကကြည့်ရင်လေသူတို့နိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးကဒီအပေါ်မှာမူတည်နေလာဆိုတော့ဟုတ်ကဲ့ဒါကဒီပြဿနာရဲ့အရင်းမြစ်ပဲသူတို့မှာတော့ခိုင်လုံတဲ့အကြောင်းပြချက်မရှိနိုင်ဘူးလားရှိကပါဒီကိစ္စမှာလူဆိုးလူကောင်းလို့ရိုးရိုးရှင်းရှင်းထပ်မလို့မရပါဘူး ရေနံထုတ်လုပ်တဲ့နိုင်ငံတွေအတွက်ကတော့ဒါဟာသူတို့ရဲ့စီးပွားရေးရှင်သန်းရေးဘီသူရဲ့အလို့အကန့်နဲ့တိုက်ရိုက်သက်ဆိုင်နေတယ်။အင်းသူတို့ကိုမနှက်ဖြန်ကစပြီးရေနံမထုတ်နေတော့လို့ပြောလိုက်တာကသူတို့နိုင်ငံရဲ့စီးပွားရေးကိုရပ်တန့်ခိုင်းလိုက်တာနဲ့အတူတူပဲလေ။ဆိုတော့တကယ်ဖြည့်ရှင်းချက်ကအသွင်ကူးပြောင်းရေးအတွက်လက်တွေ့ကြတဲ့အကူအညီတွေပေးဖို့လိုတယ်။ဒါပေမဲ့အဲ့ဒီလိုရှုပ်ထွေးတဲ့နိုင်ငံတကာသဘောတူညီမှုတွေကအခုချိန်ထိမအောင်မြင်သေးဘူး။ ီလိုနိုင်ငံတကာစစ်မှန်သဘောတူညီမှုတွေအချက်အသေးဖြစ်နေတော့ကမ္ဘာရာသီဥတုကတော့အဆောင်မနေဘူးပေါ့နော်ဟုတ်ပါပဲအစီရင်ခံစားတဲ့ကခိန်ကန်းနိုင်တွေကတတိုးလေးထိတ်လန့်စရာကောင်းတယ်2025ခုနှစ်ဟာအပူဆုံးနဲ့၃နှစ်ချဲကတနည်းဖြစ်လာနိုင်ပြီ2025ကနေ2025အထိ17နှစ်တာကာလဟာမတန်တန်သမိုင်းတရှောက်ဟုတ်တယ်အပူဆုံး17နှစ်ဆက်တိုက်ဖြစ်လာလိမ့်မယ်လို့ဆိုထားတယ်ဒါကတိတ်ဆိုင်မှုမဟုတ်တော့ဘူးရှင်းလင်းလန်းလန်းကြောင့်အခုဖြစ်နေပြီတိတိကျကျပြောရင်အဲ့ဒီအတိုင်းပါပဲ ကဘာကျောက်ဖိယုတ်ကျွင်ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကလည်း2025မှာစံကျင်တင်မြင့်တက်ခဲ့တယ်။ဟုတ်ကဲ့။အခုဒီချက်လာတဲ့နေရာမှာကျွန်တော်တို့ကိုအထေလန်းဆုံးထစ်စေတဲ့အချက်တစ်ချက်ပါပဲ။ကဘာကြီးဟာပဲရစ်သဘောတူညီချက်မှာပါတဲ့1.5ဒီဂရီစင်တီဂရိတ်ကန့်သတ်ချက်ကိုမကျော်လွန်ဖို့စူးစမ်းနေကြတယ်လေ။အင်း အစီရင်ခံစာရလက်ရှိကာဗွန်ထုတ်လွှတ်မှုနုံးနေတာဆက်သွားနေမယ်ဆိုရင်အဲ့ဒီ1.5ဒီဂရီကန်တက်ချက်ကိုမကျော်ဖို့အတွက်ကျွန်တော်တို့မှနောက်ထပ်၄နှစ်စာလောက်ပဲကာဗွန်ဘတ်ဂျက်ကျန်တော့တယ်လို့ဆိုပါတယ်ခဏလေးရှင်ကာဗွန်ဘတ်ဂျက်ဆိုတာကိုနည်းနည်းလေးရှင်းပြပေးပါလားဆိုလိုတာကဒီဘဘာကြီးကနောက်ထပ်၄နှစ်စာကာဗွန်ပဲခံနိုင်တော့မှာလား၄နှစ်ကျော်ပါရင်ကဘာပြက်ပြီလားကဘာပြက်ပြီတော့တော့တရက်ပြောလို့မရပေးမယ်အချိန်တွေကအဲ့ဒီလောက်နီးနီးစွရင်စရာကောင်းပါတယ်ခင်ဗျာ ကာဗွန်ဘတ်ဂျက်ဆိုတာရိုးရိုးရှင်းရှင်းပြောရရင်ဟုတ်ကဲ့ကမ္ဘာအပူချိန်ကိုတတမ5ဒီဂရီထက် မကျွအောင်ထိန်းထားခြင်းလေဆိုရင်လေးတူတဲ့ကိုကျွန်တော်တို့ထက်ပြီးထုတ်လုပ်လို့ရထားတဲ့ကာဗွန်ပမာဏအကျံပဲ။အော်အဲ့ဒီပမာဏကလက်ရှိနှုန်းနဲ့ဆိုရင် နောက်၄နှစ်လောက်နေပြည့်သွားမယ်ဆိုတဲ့သဘောပါ။အဲ့ဒီမှတ်တိုင်ကိုကြော်သွားရင်ယာဒီဥဒုဖောက်ပြန်မှုတွေကပြန်ပြန်လို့မရတဲ့အခြေအနေတွေကိုရောက်သွားနိုင်တယ်။ဒါဆိုခုတွင်းနေရတဲ့မုန်တိုင်းတွေရေကြီးမှုတွေကခလေကစားစရာလိုဖြစ်သွားနိုင်တယ်ပေါ့။ ဟုတ်ပါတယ်အခြေအနေကအများကြီးပိုဆိုးသွားနိုင်ပါတယ်လေးနေကြားရတာတောင်လန့်သွားတယ်တကယ်ပဲလေးနေဆိုတာမျက်စိသမိတ်အတွဲမဲဒါဆိုရင်အခုကျမတို့မြင်တွေ့နေရတဲ့မြန်မာနိုင်ငံကမုန်တိုင်းဗီယက်နမ်ကရေကြီးမှုထိုင်းနိုင်ငံကရာဒီယိုတုဖောက်ပြန်မှုတွေအားလုံးဟာတိရှာချီရတဲ့မဟုတ်တော့ဘူးပေါ့အဲ့ဒီအချက်ကအတိအကျပါပဲဒီကဘာလုံးဆိုင်ရာအပူချင်းမြင့်တက်မှုဆိုတဲ့ဇလန်းကြီးရဲ့အခန့်တခန့်ချင်းစီဖြစ်နေတာပေါ့ဟုတ်တယ်ဒီဖြစ်စဉ်တွေအားလုံးဟာ လျာနယ်ထဲမှာဖြစ်နေတာမဟုတ်ဘူး။ကဘာကြီးပူနွေးလာမှုဆိုတဲ့နောက်ခံကားချက်ကြီးပေါ်မှာဖြစ်ပေါ်နေတဲ့လက္ခဏာတွေပါ။ဟုတ်ကဲ့။အပူချင်းမြင့်လာတော့ပင်လယ်ရေတွေကမွန်တိုင်းကိုအားမွေးဖို့စွန့်ရင်ပိုပေးလေ။လေထုကရင်ဝေးကိုပိုတဲနိုင်တော့မိုးတွေကပိုတဲလာတယ်။ဒါတွေအားလုံးကတစ်ခုနဲ့တစ်ခုချိန်ဆက်နေပါတယ်။ ဒီနေ့ဆွေးနွေးကြတာတွေကိုပြန်ခြုံငုံကြည့်ရရင်မြန်မာကမ်းရိုးတုံးကိုဥတီလာနေတဲ့မုန်တိုင်းငယ်တစ်ခုနဲ့စပြီးအရှိတုံအာရှတစ်ခုလုံးမှာဖြစ်ပေါ်နေတဲ့ဆိုးရွားတဲ့ရာလူတုပေးတံတွေဟုတ်ကဲ့နောက်ဆုံးကမ္ဘာစစ်မှာရာလူတုပြောင်းလဲမှုကိုထိန်းချုပ်ဖို့ကြိုးပမ်းမှုတွေဘလို့အကျက်အတဲတွေ့နေလဲဆိုတာအထိကျွန်မတို့တွေ့ခဲ့တာပါတယ်ဒီအချက်အလက်တွေအားလုံးကိုပေါင်းလိုက်တဲ့အခါစိတ်ဝင်စားစရာကောင်းတဲ့ဗီရိုသာဘတ်အရှိနောက်မကြီးဗီရိုသာဘတ်တစ်ခုကို တွေ့ရတယ်အေးဘလို့မျိုးလဲရှင်မုန်တိုင်းလာတော့မယ်ဆိုရင် အချင်းကန်ကတ်မဲလေတိုင်းလုံးဘလောက်ရှိမယ်ဆိုတဲ့တိကျတဲ့ရေတို့တိဖဲချက်တွေအပေါ်မှာလူတွေကချက်ချင်းတုံ့ပြန်ပြင်ဆင်ကြတယ်။ဟုတ်တယ်။လေတွေကိုကန်ကတ်တယ်အစားတောက်ဆူဆောင်းကြတယ်။ဒါကမန်ကန်ပြီးထိရောက်တဲ့တုံ့ပြန်မှုပေါ့။ဟုတ်ပါတယ်။ဒါပေမဲ့ဒါပေမဲ့မျက်စိရှေ့မှာမမြင်ရတဲ့အန္တရာယ်ကြတော့အေးအဲ့ဒီဒါပေမဲ့ကအရေးကြီးဆုံးပဲ။ကမ္ဘာရာဒီဥတုအတွက်တစ်ပတ်မြညာရှင်တွေကစေစုနှစ်နှစ်ချီပြီးထုတ်ပြန်နေတဲ့ရေရှည်ခန့်မှန်းချက်တွေ ကာဗွန်ဘတ်ဂျက်၄နှစ်ပဲကြာတော့တယ်ဆိုတော့တတိပေးချက်တွေပေါ်မှာတော့ကဘာလုံးဆိုင်ရာတုံပြမှုကဘာကြောင့်ဒီလောက်နေကွေးနေရလဲဟုတ်တယ်မျက်စိရှိကမုန်တိုင်းငယ်လေးကိုရှောင်ဖို့အပြေးလွားပြင်ဆင်ကြပေမဲ့အားလုံးကိုခြုံလွှားမဲ့ပိုကြီးတဲ့ယာဒီဥတို့မုန်တိုင်းကြီးအတွက်တော့ဘာကြောင့်ခြေလမ်းလေးကဒီလောက်လေးနေရလဲဒါကတကယ့်ကိုအဓိကကြရတဲ့မေခွန်းမှန်။ကျောင်းကိုပါညွန့်ပြနေဘလို့ပဲနော်။အဲ့ဒီအချက်ပါပဲ။ဒီနေ့ရဲ့ဆွေးနွေးမှုကနေနားထောင်တို့ရဲ့ ခြံထားခဲ့ခြင်းတဲ့အတွေ့ကတော့ဒါပါပဲလင်းငင်းကြုံနေရတဲ့မုန်တိုင်းကိုရှောင်ဖို့ပြင်ဆင်နေချိန်မှာအနာဂတ်မှာဒီထက်ပိုကြီးတဲ့မုန်တိုင်းတွေမလာအောင်တားဆီးဖို့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုဘေးအခြေမှာကျွန်တော်တို့အားလုံးကမုန်တိုင်းတတိပိတ်ချက်တစ်ခုလိုအလေးနက်ထားပြီးစတင်လှုပ်ဆောင်ကြမလဲဆိုတာကအားလုံးအတွက်အရေးကြီးဆုံးမေးခွန်းဖြစ်နေပါပြီ The debate ကနေကြိုးစားပါတယ်ဒီ week ကျွန်မတို့ပင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့မူလေဝသစနစ်တစ်ခုကိုစမ်းစစ်တုံးတက်တော့မှာဖြစ်ပါတယ် အကပလီပင်လီပင်တောင်ပိုင်းမှာအစတင်ဖြစ်ပေါ်နေတဲ့အားကောင်းတော့လေဖီးယားနဲ့ရဝုန်တစ်ခုဟာဆိုက်ကလုန်းမုန်တိုင်းအဖြစ်ကိုအားကောင်းလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ကျမတို့ရဲ့အဓိကဆွေးနွေးမယ့်အချက်ကတော့တာဟာဒီဒေတာဒီယာဒီမှာဖြစ်နေကြရာသီဥတုဖြစ်စဉ်တစ်ခုများတာလားဒါမှမဟုတ်ကမ္ဘာရာသီဥတုပြောင်းလဲမှုကြောင့်ပုံမပြင်းထန်လာတဲ့အခြေအနေတွေရဲ့ထင်ရှားတဲ့သက်သေတစ်ခုဖြစ်နေပြီလားဆိုတာပါပဲကျမဘက်ကတော့ဒီမုန်တိုင်းရဲ့ဖြစ်ပေါ်လာနိုင်ခြင်းနဲ့ ူ့ရဲ့အားကောင်းလာနိုင်တဲ့အလားအလာဟာကပလုံးဆိုင်ရာရာသီဥတုအချက်အတိပုံမဆိုးရွားလာခြင်းနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်လို့တင်ပြသွားမှာဖြစ်ပါတယ်။ကျွန်တော်အမြင်ကတော့နည်းနည်းလေးကွဲပြားပါတယ်။ Hmm ကဘာရာဒီဥဒုပြောင်းလဲမှုဆိုတာဟာအမှန်တကယ်ရှိနေတဲ့အန္တရာယ်တစ်ခုဖြစ်တာကိုလက်ခံပါတယ်။ဒါပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့မိုးလေဝသဖြစ်စဉ်တစ်ခုချင်းစီကိုကြော့တော့သူ့ရဲ့တီချောရဲ့မိုးလေဝသဆံရအချက်လက်တွေနဲ့ပဲတိုင်းတာတုံသက်တဲ့နဲ့လို့မြင်ပါတယ်။ဆိုတော့ဒီဖြစ်စဉ်ကို ဒေတာရဲ့ယာဒီအလိုက်ဖြစ်ပေါ်တတ်တဲ့ဖြစ်ရက်တစ်ခုအဖြစ်ရှုမြင်ပြီးကဘာလုံးဆိုင်ရာအချက်အတန်းနဲ့တိုက်ရိုက်ချိဆက်ပြောဆိုခြင်းဟာအချိန်မတန်သေးတဲ့ကောက်ချက်တစ်ခုဖြစ်သွားနိုင်တယ်လို့တင်ပြသွားမှာပါ။ကောင်းပါပြီ။ဒါဆိုကျမရဲ့ယစ်တီချက်ကိုအရင်ဆုံးရှင်းပြပါစေ။ပင်လယ်ပင်လယ်အော်မှာဆိုက်ကလုန်းမှုတိုင်းဖြစ်ပေါ်လာနိုင်ခြေရှိနေတာကိုတာမန်မိုးလေဝသဖြစ်စဉ်တစ်ခုလို့လွယ်လွယ်ကူကူသတ်မှတ်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့သူဖြစ်ပေါ်နေတဲ့ပဝင်ကျအခြေအနေကပုံလမ်းမဟုတ်တော့လို့ပါပဲ။ ဒါဟာအရှိတောင်းအရှက်တခွင်မှာကျမတို့ကြုံတွေ့နေရတဲ့ပြင်းချံတွေရာဒီယိုတူဖြစ်စဉ်တွေဆိုတဲ့ပဟီလီရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေတာပါဥမာအနေနဲ့ကြည့်ရင်ဗီယက်နမ်နိုင်ငံမှာအော်တိုဘာလဂုံပိုင်းကလေးကမိုးရီအဆက်မပြတ်ရွာလို့လူအနည်းဆုံး60ဦးသေဆုံးပြီးအမေရိကန်ဒေါ်လာတန်300ကျော်ဖို့ဆုံးရှုံးခဲ့တဲ့ရေကြီးမြေပြိုမှုတွေဖြစ်ထဲတယ်။အခုလည်းထိုင်းနိုင်ငံတောင်ပိုင်းမှာမိုးကြီးပြီးရေလွှမ်းမှုတွေဖြစ်ပေါ်နိုင်တယ်လို့အရေးပေါ်သတိပေးနေရပြန်ပြီ။ ဆိုတော့ဒီဖြစ်စဉ်တွေဟာတိကျစီဖြစ်နေတာမဟုတ်ပဲကမ္ဘာလုံးဆိုင်ရာအခြေအနေတွေနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်။2025ခုနှစ်ဟာမတက်တဲ့အရာကမ္ဘာအပူဆုံးနှစ်တုံးနှစ်ထဲကတနစ်ဖြစ်လာဖို့လမ်းကြောင်းပေါ်ရောက်နေပြီး2025ကနေ2025အထိ7တနစ်တာကာလဟာသမိုင်းမှာအပူဆုံးကာလအဖြစ်မှတ်တမ်းဝင်တော်မှာလေ။အခုလိုပင်လယ်ရေမျက်နှာပင်အပူချင်းနေမြင့်တက်နေတာလေရူထဲမှာရေငွေ့တွေပုံများနေတာတွေကမုန်တိုင်းတွေအတက်လောင်စားဖြစ်ပေးနေတယ်လို့ပါပဲ။ အမ်မနေ့ကမှဘရာဇီးနိုင်ငံမှာပြီးဆုံးသွားတဲ့ကမ္ဘာ့ယာတိအတူညီလာခံ COP30 မှာရုပ်ချွင်းလောင်စာအပုံပြမှုရက်တန်ရေးသဘောတူညီချက်မရခဲ့တာနဲ့ကမ္ဘာလုံးဆိုင်ရာကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုတွေစန့်ကျင်တင်းမြင့်တက်လာတာကဒီလိုမုန်တိုင်းတွေပိုပြင်းထန်လာဖို့အခြေအနေတွေကိုဖန်တီးပေးနေတာပါ။ဒါကြောင့်ဒါတိုက်ဆိုင်မှုမဟုတ်ပဲအကြောင်းအကျိုးဆက်ဆက်မှုရဲ့ရလဒ်တစ်ခုလို့ကျွန်မမြင်တာတယ်။ကျွန်တော်ကတော့ဒီကိစ္စကိုပိုပြီးတော့လက်တွေ့ကြတဲ့ရှုထောင့်ကနေချင်ကတ်ချင်ပါတယ်။ဟုတ်ကဲ့ ျွန်တော်တို့လက်ထဲမှာရှိနေတာကမြန်မာနိုင်ငံအတွက်အတိအကျထုတ်ပြန်ထားတဲ့မိုးလေဝသအချက်လက်တွေပါနိုဝင်ဘာ23ရက်နေ့ထုတ်ပြန်ချက်အရကပလီပင်လေပင် တောင်ပိုင်းမှာအာကောင်တော်လေဖျားနယ်ရဲ့ဝန်းတစ်ခုဖြစ်ပေါ်နေတယ်ဒါဟာလေဖျားနယ်ရဲ့ဝန်းကနေမုန်တိုင်းကြီးပြီးတော့ဆိုက်ကလုန်းမုန်တိုင်းဖြစ်အာကောင်လာနိုင်တယ်ဆိုတဲ့ခမှန်းချက်ကဒီထေတာဒီယာဒီဥရုမှာဖြစ်လေဖြစ်ထက်ရှိတဲ့အပူပိုင်းမုန်တိုင်းတွေရဲ့ပုံမှန်အဆင့်ဆင့်ပြောင်းလဲတိုးတက်လာတဲ့ဖြစ်စဉ်တစ်ခုပါပဲ။ မြန်မာနိုင်ငံအတွက်ခံမှန်းချက်ကိုအတေးစိတ်ကြည့်ရင်တက်ရောက်မှုကကန်ယိုတန်းဒေတာတွေမှာအဓိကဖြစ်နေတာကိုတွေ့ရပါမယ်။မုတ္တမကွေ့နေမွန်းနေနေတာဒီကန်ယိုတန်းတစ်လျှောက်မှာလီပင်းတိုင်းမင်းတနာရီတုံးဆက်ကွာမိုင်အထိလှိုင်းအမြင့်၉ဘေနဲ့၁၁ဘေအထိရှိနိုင်တယ်လို့ဆိုထားတယ်။ဒါပေမဲ့နေပြည်တော်ရန်ကုန်မန္တလေးလိုပြည်မာကမြို့ကြီးတွေမှာကြတော့အများအားဖြင့်တာယာမဲ့လို့ခံမှန်းထားတယ်။ဒါဒီမိုးလေဝသဖြစ်စဉ်ဟာကန်တဲ့နေမီတစ်ခုအတွင်းမှာပဲ တက်ရောက်မှုရှိမည့်ဒေတာဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်ကြောင်းရှင်းရှင်းလင်းလင်းပြနေတာပေါ့ကဘာလုံးဆိုင်ရာအခြေအနေတွေကစိုးရင်စရာဖြစ်သားမှာပါတယ်ဒါပေမဲ့မုံတိုင်းတစ်ခုချင်းစီကိုရာဇီဥတုပြောင်းလဲမှုကြောင့်လို့တစိတ်ကတ်ကောက်ချက်ချဖို့ခိုင်လုံတဲ့တစ်ပန်လေးကြတက်တဲ့အထောက်ထားလိုအပ်ပါတယ်လीအဲ့ဒီလိုတက်တဲ့မရှိပဲတိုက်ရဲ့အဖြစ်တင်ကောက်ချက်ချတာဟာအများပြည်သူအတွက်အရေးကြီးတဲ့တိကျတဲ့ဖြစ်ရှင်မှုတွေကနေအာရုံလွဲရာရောက်သွားလိုက်ပါလေ အဲ့ဒီလို data အချက်အလက်ကိုပဲအယုံဆိုင်တဲ့ရှုထောင့်ကိုနားလဲပါတယ်ဒါပေမဲ့အစ်မကလို့ပိုကျပြန့်တဲ့ပုံစံတစ်ခုကိုထောက်ပြချင်ပါတယ်ဟုတ်ပါတယ်ဒီမုံတိုင်းတစ်ခုတည်းကိုရာဒီဥဒုပြောင်းလဲမှုကတက်ရိုက်ဖန်တီးလိုက်တယ်လို့ကျမအဆိုလို့နေတာမဟုတ်ပါဘူး။ဒါပေမဲ့တစ်ပနေကြာငင်းမရတဲ့အချက်ကပိုပူနွေးလာတဲ့ပင်လယ်ရေမြေနှစ်ပြင်တွေနဲ့လေထုထက်ကဆိုထိုင်းစားတွေဟာဒီလိုမုံတိုင်းတွေအတွက်ဆွမ်းအင်ကိုအစမတန်တိုးမြင့်ပြီးအားအလုံးကောင်းလာဖို့ခွင့်လန်းပိုများစေတယ်ဆလာပါပဲ။ ်ဘင်္ဂလားပင်လယ်အော်မှာလက်ရှိတိုင်းတာချက်တီအရာပင်လယ်ရေမြေနှက်ပြင်အပူချိန်ဟာဒီအချိန်အတွက်နှိရှေပြင်းများအပူချိန်ထက်တတိဂရီကနေတတတမ5ဒီဂရီစင်တီဂရိတ်အထိပုံမြင့်နေပါလေဒါဟာမုန်တိုင်းတစ်ခုကိုအားကောင်းစေဖို့လုံလောက်တဲ့ဆွမ်းအင်ပမာဏထက်အများကြီးပိုနေတာပေါ့နောက်ပြီးတော့အီယန်ဇိုးလို့ခေါ်တဲ့အန်လီညိုတောင်ပိုင်းလေတို့လောက်ရှာမှုအခြေအနေဆိုင်ရာအစီရင်ခံစာမှာဖော်ပြထားတယ်လို့ပဲမင်္ဂလာပင်လီယော်က ဒီဖြစ်စဉ်ဟာအရှေ့တောင်အာရှဒေသတစ်ခုလုံးမှာမိုးရတော်မှုနဲ့တင်ထူထွက်မှု၏ပိုများလာတဲ့ပုံစံရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေပြန်တဲ့ဆိုလိုတာကပုံမှန်ဖြစ်တင်တာထက်ပိုပြင်းထန်လာစေရဲ့အခြေအနေတွေကိုကျွန်မတို့ကိုယ်တိုင်ဖန်တီးနေတာပါခမရပြောတဲ့ပင်လက်ရဲ့အမှုချင်းမင်းတမှုကမုန်တိုင်းကိုအားကောင်းစေတဲ့ဆွေတဲ့အချက်ကိုကျွန်တော်မငင်းပါဘူးဒါပေမဲ့ရှူထောင်းတစ်ခုတည်းနဲ့ကြည့်လို့မရရဲ့ရှုပ်ထွေးမှုလည်းရှိနေတယ်လေဒေတာတွင်ပြည့်ရတဲ့ကဆိုးရွားပါမှာပဲမဲ့တစ်ခုတည်းတစ်ခုတော့ကွဲပြားပါတယ် ဖျဲနန်ရဲ့ပြဿနာတွေကအောက်တိုဘာလကုန်ပိုင်းကတည်းကစတင်ခဲ့တာပါအခုထိုင်းနိုင်ငံမှာလည်းထောင်ပိုင်းမှာမိုးကြီးပြီးရေလွှာမှုမှုအန္တရာယ်ရှိနေချိန်မှာမြောက်ပိုင်းမှာကြာတော့ကျုံနိုင်ငံဘက်ကလာတဲ့အရေးလိုင်းကြောင့်အပူချိန်တိတိသားသားညီနဲ့ဒီဂရီနဲ့ခွန်တဲ့ဒီဂရီစင်တီဂရိတ်တွေကြာဆင်းနေတာကိုတွေ့ရတယ်။ဒါဟာရာသီဥပုန်စင်တွေကရှုပ်ထွေးပြီးမျက်နှာစာပေါင်းစုံကလွမ်းမှုမှုတွေရှိနေတယ်ဆိုတော့ပြနေတာပဲ။မြန်မာနိုင်ငံခမ်းမန်းရမှာတော့လာမနေ့ရက်တွင် နေပြည်တော်မန္တလေးမူကေလို့ဖြူတွင်းပိုင်းဒေသတွေမှာညာဘူးချင်းအနေငယ်ရော့နေနိုင်တယ်လို့ဆိုထားတာကိုဘယ်လိုရှင်းပြမလဲအရာလုံးကဘာကြီးပူနွေးလဲမှုဆိုတဲ့ခေါင်းစဉ်တစ်ခုတည်းအောင်မှထည့်သွင်းလို့မရပါဘူးဒီလိုဖြစ်ရက်ဒီဒေသအလိုက်ယာဒီဥတုရဲ့ပုံမှန်မဟုတ်တဲ့ခွဲခတ်မှုတွေလည်းဖြစ်နိုင်တာပဲလေတမိုင်းကိုပြန်ကြည့်ရင်တော့အခုလိုပြင်းထန်တဲ့မုန်တိုင်းတွေဟာယာဒီဥတုပြောင်းလဲမှုဆိုတဲ့စကလုံးမပေါ်ခင်ကတည်းကဘင်လပင်လဲရောမှဖြစ်လိရှိခဲ့တာပဲအေးလိုက်ရဲ့ချက်ကစိတ်ဝင်စားစရာပါပဲ ဒါပေမဲ့အဲ့ဒါကကျမရဲ့အဆိုကိုပိုခိုင်းမှစစ်တယ်လို့မထင်ဘူးလား။ယာဒီဥရုစစ်စစ်တစ်ခုလုံးမတီမငင်ထစ်လာတဲ့အခါစွမ်းရင်ဒီပိုလင်လာတဲ့အခါမှာအဆုံးရောက်အပူချင်းတွေရောအဆုံးရောက်အေးလိုင်းတွေပါပုံမှန်မဟုတ်တဲ့နီလာတွေမှာဖြစ်လာနိုင်ပါတယ်။ဒါဟာစစ်စင်စစ်နှစ်တစ်ခုလုံးဟန်ရှက်ပြည့်နေခြင်းရဲ့လက္ခဏာတစ်ခုပါပဲ။တနေရာမှာအပူချင်းဆန်ချင်းတင်မြင့်တက်နေခြင်းမှာနောက်တနေရာမှာအေးခဲမအောင်ရောက်သွားတာမျိုးတွေဟာယာဒီဥရုဖောက်ပြန်ပြောင်းလဲမှုရဲ့တွင်ပြင်လက္ခဏာတွေပါ။ မြန်မာပြည်တွင်းပိုင်းမှာညအပူချိန်နည်းနည်းကျလာတာကပင်လယ်ပြင်ပေါ်ကမုန်တိုင်းစစ်တန်ကြီးတစ်ခုလုံးရဲ့အပူဆွမ်းရည်နဲ့မနှိုင်းရှင်တော့ပါဘူးအထက်ကအချက်ကစစ်နစ်တစ်ခုလုံးတည်းကိုဆွမ်းရည်နဲ့အလွန်ကျွမ်းထိတ်လိုက်တဲ့အခါသူ့ရဲ့တုံ့ပြန်မှုတွေဟာပိုပြီးကြမ်းတမ်းလာပိုပြီးကြိုတင်ခမန်းရခတ်လာတယ်ဆိုတာပါပဲဒါကြောင့်ဆက်ဆက်မှုကရှင်းနေပါတယ် ကမ္ဘာပူချိန်တစ်တမကားဒီဂရီစင်တီဂရိတ်ထပ်မကျော်လွန်ရေးဆိုတဲ့ Paris သဘောတူညီချက်ရဲ့ပန်းတိုင်ကိုကျမတို့လွဲချော်တော့မယ်လို့ကုလသမဂ္ဂအစည်းအဝေးတွေကဆိုပါတယ်။ကျမတို့ဟာအကျိုးဆက်တွေကိုလက်တွေ့ခန်းဆားနေရတာပါ။ဒီဖြစ်လာနိုင်ခြေရှိတဲ့ cyclone ဟာရောဂါလက္ခဏာတစ်ခုပါပဲ။ကျမတို့ဟာအကျိုးဆက်တွေကိုလက်တွေ့ခန်းဆားနေရတာပါ။ဒီဖြစ်လာနိုင်ခြေရှိတဲ့ cyclone ဟာရောဂါလက္ခဏာတစ်ခုပါပဲ။ကိုသဘောတရားရလက်ခံနိုင်ပေမဲ့အဲ့ဒီသဘောတရားကို ဒီမုန်တိုင်းတစ်ခုတည်းပေါ်တိုက်ရိုက်ချပြီးအကြောင်းရိုဆက်လို့ပြောတာကိုတော့ကျွန်တော်တတိထားချင်းတယ်အထူးသဖြင့်မနေ့ကမှပြီးသွားရဲ့ COP20 ညီလာခံမအောင်မြင်တာကိုဒီနေ့ဖြစ်ပေါ်နေတဲ့မုန်တိုင်းရဲ့တိုက်ရိုက်ကြောင်းရင်းဖြစ်ပြောဆိုတာမျိုးပေါ့ဒါဟာတိပြန်နီးချဆွေးနွေးမှုထက်နိုင်ငံရေးအရာပြောကောင်းအောင်တင်ပြတာမျိုးဖြစ်သွားနိုင်ပါတယ်မိုးလီဝတ်တခမန်းချက်တီဟာလေထုဖီအားပင်လေရီမျက်နှာပြင်အပူချင်းလေတိုင်နှုံးလိုချက်ချင်းလက်ငင်တိုင်းတာလိုရတဲ့ရုပ်ပဗေဒဆိုင်ရာအချက်လက်တီပေါ်မှာအခြေခံထားတာပါ နိုဝင်ဘာ23နဲ့24ရက်နေ့ထုတ်ပြန်ချက်တွေဟာမုံတန်းရဲ့ရွေးရမဲ့လမ်းကြောင်းဖြစ်တဲ့အနောက်အနောက်မြောက်ဘက်ကိုဥတီနေတာနဲ့အားကောင်းလာမဲ့ဖြစ်စဉ်ကိုတစ်ပြန်ညှိကြခမန်းထားတာပါဒီလိုခမန်းချက်တွေဟာနိုင်ငံရေးညီလာခံတစ်ခုအောင်မြင်ခြင်းမအောင်မြင်ခြင်းနဲ့ဘာမှမဆိုင်ပါဘူးဟိုရာတီဥတုပြောင်းလဲမှုရဲ့တယောက်မှုကိုလေ့လာတဲ့ attribution science ဆိုတာရှိတယ်ဒါမဲ့အဲ့ဒီလေ့လာမှုတွေဟာဖြစ်ရတစ်ခုဖြစ်ပြီးလာပေါင်းများစွာနှစ်ပေါင်းများစွာအချက်လက်တွေစုစည်းလေ့လာပြီးမှပါ ဒီလိုဖြစ်ရမျိုးဖြစ်ဖို့ရာလူလူပြောင်းလဲမှုကြောင့်အခွင့်အလမ်းဘလောက်ရာခံတော့ပုံများလာတယ်ဆိုတာကိုပြောနိုင်တာပါအခုလို real time မှာတော့ဒါဟာခက်မှန်းချက်တက်တက်ပါပဲအဲ့ဒီအချက်ကိုကျွန်မသဘောတူပါတယ် ညလခန်းတစ်ခုမှအောင်မြင်လိုက်တာနဲ့နောက်တနေ့မှမုံတိုင်းဖြစ်လာတယ်ဆိုရယ်တိုက်ရဲ့အကြောင်းအကျိုးဆက်ကိုဆိုလိုတာမဟုတ်ပါဘူး။ကျွန်မပြောချင်တဲ့ပိုကြီးတဲ့အချက်ကညလခန်းမှာထင်ထပ်နေတဲ့ကမ္ဘာလုံးဆိုင်ရာ policy ပိုင်းဆိုင်ရာခြားရှုံးမှုတွေနဲ့လက်တွေ့ဖြစ်ပေါ်နေတဲ့ယာတူအူတူပေးအနေတွေကြားကဆက်ဆက်မှုပါ။ညလခန်းမှာရုပ်ကျွင်းလောင်စာကိုအပိတန်ရစဲကြီးတဘောတူညီမှုမရခဲ့တာအ धिक ကာဗွန်ထိုးလွှတ်တဲ့နိုင်ငံကြီးတွေကတာဝန်ယူမှုမရှိခဲ့တာတွေဟာကမ္ဘာလေထိုးတဲ့ကိုဖန်လုံးအိမ်တကွေးတွေဆက်လက်ထိုးလွှတ်နေအောင်မယ်ဆိုတဲ့သဘောပါပဲ။အဲ့ဒီတကွေးတွေ ေကပဲသမှုတရားတွေကိုပို့ပူစေပြီးမုံတိုင်းတွေကိုအားဖြည့်ပေးနေတာလေ။ဒါကြောင့်တာဟာနိုင်ငံရေးကိုမိုးလေဝသနဲ့ရောထွေးတာမဟုတ်ပဲနိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်တွေကကျမတို့ရဲ့ရုပ်ပိုင်းဆိုင်ရာပဝန်ကျင်ကိုဘလို့တိုက်ရိုက်ပုံဖော်နေတယ်ဆိုတာကိုထောက်ပြတာပါ။ဒါဟာမိုးလေဝသတရင်တသက်မဟုတ်တော့ပဲကျမတို့ရဲ့လှုပ်ဆောင်ရက်တည်းအကျိုးဆက်ဖြစ်တဲ့ရာသီဥတုပဲအနေနဲ့တရင်ဖြစ်နေတာပဲ။ကျွန်တော်တို့ရဲ့အမြင်နှစ်ခုကြားကအဓိကကွာခြားချက်ကအဲ့လိုမှပဲလို့ထင်တယ် ခမရကအပေါ်စည်းနဲ့ပုံကြီးတစ်ချက်လုံးကိုကြည့်ပြီးဆက်ဆက်မှုတွေကိုရှာနေချိန်မှာကျွန်တော်ကတော့အောက်ခြေမှာရှိတဲ့တိကျတဲ့အချက်လက်တွေကိုပဲအာယုံစိတ်ထင်တယ်လို့ယူဆတယ်။ဒေတာဆိုင်ရာကမ်ပိန်းချက်ဖြစ်တဲ့ကိုးပီကနေ၁၁ပြည်မြင့်တဲ့ line တွေတနာရီ၃၉မိုင်နှုန်းတိုင်းပဲလေးတွေဆိုတာဟာကောင်းရိုးတန်းမှာနေထိုင်တဲ့လူတွေအတွက်အတက်ကင်မဲ့တရင်ချက်လက်တွေပါ။သူတို့အတွက်နေပြီးတော့မှရာဒူရူတာယာတာမထားရတာထက်သူတို့အိမ်ရှိပင်လယ်မှာပါထင်မလဲဆိုတာကပိုအရေးကြီးပါတယ်။ကျွန်တော်အမြင်ကတော့ တော်တစ်ခုလုံးမီလောက်နေပြီလို့မချင်း냐ခင်ကိုရှိကတက်ပင်ကိုအရင်ဆုံးတိချစစ်စစ်တင်တယ်လို့ဆိုခြင်း ဒီမိုးလေဝသခန်းမှန်းချက်မှာပဲကြည်ပါဒီမုံတိုင်းနဲ့လုံးဝမသက်ဆိုင်တဲ့ပတင်းကြီးမြို့နယ်မှာလောက်သွားတဲ့ပြင်းအား၃ဝက်နဲ့အစဉ်ရှိမြင်ကလေးငယ်လေးအကြောင်းကိုတော့တိကျဖော်ပြထားပါသေးတယ်။ဘာကြောင့်လဲဆိုတော့မိုးလေဝသနဲ့ဇလဘေဒါခန်းရဲ့တာဝန်ဟာတိုင်းနာရဲ့ရှိတဲ့ချက်လက်တွေကိုတိကျမှန်ကန်စွာတရင်ပို့ဖို့ဖြစ်လို့ပါ။ဖြစ်စဉ်တိုင်းကိုကဘာလုံးဆိုင်ရာကြက်တဲဆိုတဲ့ခေါင်းစဉ်အောက်ကိုပုံချလိုက်ခြင်းအပြင်ဒီမုံတိုင်းအတွက်လိုအပ်တဲ့တိကျတဲ့ပြင်ဆင်မှုတွေရဲ့အရေးပါမှုကိုရော့ကျသွားစေနိုင်ပါတယ်။လူတွေကအော် ရာဒီဥတုပြောင်းလို့ဖြစ်တာပဲဆိုတဲ့ရေဘူးရဲ့အထွေနဲ့တီချတဲ့သတိပေးချက်တွေကိုအလီမထားမှကိုစိုးရင်မိတယ်။ခင်ဗျားရဲ့စိုးရင်မှုကိုနားလည်နိုင်ပါတယ်။တိကျတဲ့သတိပေးချက်တွေရဲ့အရေးပါမှုကိုကျွန်မလျှော့မတွေ့ပါဘူး။ဒါပေမဲ့တပင်တပင်ချင်းကိုကြည့်နေရင်တော့တခုလုံးကိုမမြင်တာမျိုးမဖြစ်တင်ဘူးလို့ပဲထပ်ပြောချင်ပါတယ်။ဟုတ်တယ်။35မိုင်နှုန်းလေးနဲ့ဆက်ပေလိုင်းဆိုတာအရေးကြီးတဲ့အချက်လက်ပဲ။ဒါပေမဲ့အဲ့ဒီဆက်ပေလိုင်းဟာ ပုံမှန်ထင်မြင်တက်နေတဲ့ပြည်လဲရင်မဲနေပြင်ပေါ်မှာထက်ဆင်လာမဲ့ line ထစ်တဲ့စွာကိုပါထက်တွေ့ရမယ်။ကပိုက်ချီပုံနမှုကြောင့်ပြည်လဲရင်မဲနေပြင်ဟာမီလီမီတာအလိုက်ထက်ဖြစ်လီမင်တက်လာနေပြီ။ဒါကြောင့်အရင်တုန်းကဆက်ပေလိုင်းရိုက်ခတ်တာထက်အခုဆက်ပေလိုင်းရိုက်ခတ်တာကကုန်တွင်ပိုင်းကိုပိုဝင်ရောက်နိုင်ခြေရှိပါတယ်။ဒါဟာကပလုံးဆိုင်ရာပြည်တနာကဒေတာတွင်တက်ရောက်မှုကိုဘလို့ပူဆူးစေတယ်ဆိုတဲ့လက်တွေ့ကြရဲ့ဥမာပါပဲ။ ကျမတို့ဟာတတိပိတ်ချက်တွေထောက်ပြတဲ့အထားမှာဒီလိုနောက်ခံအခြေအနေအတိတ်ကိုပါထည့်သွင်းစဉ်းစားပြဖို့လိုအပ်လာပါပြီ။ဒါမှမဟုတ်ရင်ကျမတို့ရဲ့ပြင်ဆင်မှုတွေဟာအရင်ခေတ်ရဲ့စံနှုန်းတွေနဲ့ပဲတိုင်းတာနေသလိုဖြစ်ပြီးလက်ရှိရင်ဆိုင်နေရတဲ့အန်တီရဲ့အတိတ်ကိုအပြည့်အဝမကာကွယ်နိုင်ပဲဖြစ်သွားပါလိမ့်မယ်။အဲ့ဒီအချက်တာတော့စဉ်းစားစရာပါပဲ။ရေရှည်မှာတော့ကျွန်တော်တို့ရဲ့တတိပိတ်ရှင်နစ်ဒီနဲ့ပြင်ဆင်မှုတွေကိုပြောင်းလဲလာတဲ့ယာဒီဥတို့အခြေအနေနဲ့အညီအဆင့်မြင့်တင်ရမှာတည်ချပါတဲ့။ဒါပေမဲ့လက်ရှိအချိန်ဒီမုံတိုင်းတက်တော့ ကျွန်တော်တို့ရဲ့အဓိကဥစားပေးရာတိကျတဲ့အခြေအနေဒီပင်းကြီးဖြစ်တဲ့လက်တွေ့အတုံးချနိုင်တဲ့သတင်းချက်လက်ကိုဖြန့်ဝေဖို့ပါပဲဒီမုံတိုင်းကခံမှန်းထားတဲ့အတိုင်းအားကောင်းလာမလားဒါမှမဟုတ်အပြုတ်သွားမလားလမ်းကြောင်းပြောင်းသွားမလားဆိုတာကိုနောက်နာရီဒီမှာစက်ပြီးဆုံးကြည့်ရအောင်ပါပါဒီလိုမတိချမရမှုတဲ့ကြားထဲမှာအကောင်းဆုံးလုပ်နိုင်တာကတော့လက်သေးမှာရှိတဲ့အခိုင်အမာဆုံးချက်လက်တွေပေါ်မှာပဲရက်တီပြီးပြင်ဆင်ထားဖို့ပါပဲကပ္ပလုံးဆိုင်ရာအချက်အလေးဆိုတဲ့ချက်ကြောင့်ကြီးကအရေးကြီးပဲမဲ့ အရေးပိုအခြေအနေတခုကိုတုံ့ပြန်ရမှာတော့ရှင်းလင်းပြသမှုကအသက်ပါပဲဒါကြောင့်ကျွန်တော်အတွက်တော့ဒီမုန်ထိုင်းကလောလောဆယ်မှာမိုးလေဝသက်ဆိုင်ရာဖြစ်စဉ်တခုဖြစ်တာရှိနေပါသေးတယ်ကောင်းပါပြီအနည်းချုပ်ရရင်တော့ကျွန်မဘက်ကတက်တည်အထောက်ထားတွေရဘင်္ဂလားပင်လယ်ော်မှာအားကောင်းလာတဲ့ဒီမိုးလေဝသစနစ်ဟာတိကျဖြစ်တည်နေတာမဟုတ်ပဲစံကျင်တင်အပူချင်းမြင့်တက်လာတဲ့ကာဗွန်ထုလွတ်မှုတွေနဲ့အရှိတောင်အရှာတခွင်ကပြင်ထန်နေရသည့်ဥရုပုံစံတွေနဲ့ရှင်းရှင်းလင်းလင်းဆက်ဆက်နေတယ်လို့တင်ပြခဲ့ပါတယ် ီမိုဒိုင်းတစ်ခုချင်းစီကိုတာမန်ရာသီဥရပြဖစင်တစ်ခုအဖြစ်ရှုမြင်ခြင်းဟာသူရဲ့နောက်ွယ်ကပုံမူကြီးမားပြီးအဲ့နေရရှိတဲ့အကြောင်းတရားတွေကိုမျက်ကွယ်ပြုရရောက်သွားနိုင်တယ်လို့ကျွန်မယုံကြည်ပါတယ်။ဒါဟာကျွန်မတို့ယဉ်ဆိုင်နေရတဲ့ပုံစံအသေးရရှိပြီးဖြစ်ပါတယ်။ဥရရင်တော့ကဘာလုံးဆိုင်ရာရာသီဥရအခြေအနေကညင်းလွတ်မရတဲ့အမှန်တရားဖြစ်ပေမဲ့ဒီမိုးလေဝက်သာစနစ်တစ်ခုတည်းအတွက်တော့လက်ရှိရရှိထားတဲ့တိကျတဲ့မိုးလေဝက်သာအခြေလက်တီကိုခြေခံပြီးတုံးသက်တာကသာအခိုင်အမာဆုံးနဲ့တာဝန်ယူမှုရှိဆုံးချင်းကမှုဖြစ်ပါလိမ့်မယ်။ ဒါဟာကြိုတင်ခတ်မှန်နိုင်တဲ့ဒါပေမဲ့အန်ဒီရဲ့ရှိတဲ့အပူပိုင်းမုန်တိုင်းတစ်ခုဖြစ်ပေါ်လာခြင်းကိုပြနေတာပါတီးကြတဲ့ attribution science လေးလာမှုတွေမရှိပဲပိုကြီးတဲ့အကြက်တဲကြောင့်လို့တိုက်ရိုက်ကောက်ချက်ချက်ချင်းဟာအများကြီးသူဘေကင်းရဲ့အတွက်အရေးကြီးတဲ့တီးကြတော့ data ဆိုင်ရာ3 page တွေရဲ့အရေးပါမှုကိုရပ်ပါစေနိုင်တယ်လို့ကျွန်တော်မြင်ပါတယ်ချစ်လင်းငယ်ရရှိနိုင်တဲ့ data ဆိုင်ရာမိုးလေဝသအချက်လက်တွေနဲ့တိတိကျကျဆန်းစစ်ချင်းချာကကွဲပြားတဲ့အမြင်တွေကိုမိမောင်းထိုးပြနိုင်ခဲ့ပါတယ် ရှုထောင့်နှစ်ခုလုံးဟာရရှိနိုင်တဲ့အချက်လက်တွေကိုအခြေခံထားပြီးပြည့်စုံတဲ့ပုံရိပ်တစ်ခုကိုမြင်နိုင်ဖို့အသက်ဒီလိုကွဲပြားတဲ့ရှုမြင်ပုံတွေကိုထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်းထိတာစေပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဆက်လက်လေ့လာစရာတွေဆွေးနွေးစရာတွေအများကြီးရှိနေပါသေးတယ်။